င်္ဂလာပါဒီကနေ့ EP 3အနေနဲ့ကတော့ထိုင်းစာမှာအသုံးများတဲ့တရအစံနှလုံးကိုအတင်ပြပြမှာဖြစ်ပါတယ်တရအစံနှလုံးအတန်အနေနဲ့ကတော့အတန်တုံရှိမယ်အတန်ရှိရှိမယ်ပြီးတော့လေကြောင်းတွေကထွက်တဲ့အတန်တွေရှိမယ်အားလုံးကိုတည်တည်ကြာကြာတင်ပြပြပါမယ် EP 1နဲ့နှစ်မှာပြောထားတယ်လို့ပဲထိုင်းပြည်40နဲ့၄လုံးကိုအလွတ်ကျက်လို့ရပြီဆိုတာနဲ့တရတွေတင်ပေးတဲ့အခါကျရင်တွဲဖက်လို့အလွယ်တကူတက်လာမှာဖြစ်ပါတယ်အခုမှဝင်ပြီးတော့ကြည့်တဲ့သူတွေအနေနဲ့ကတော့ EP 1ထိုင်းပြည်40နေလေးလုံးသင်ခန်းစာ EP နဲ့ထိုင်းပြည်40နဲ့လေလုံး3အုပ်စုခွဲထားတဲ့သင်ခန်းစာကိုတွားရောက်လေ့လာဖို့လိုပါတယ်။ Okay ပါထိုင်းစာမှာအသုံးများတဲ့ဒလဆယ်နှလုံးသင်ခန်းစာကိုစားလိုက်ကြရအောင်ပါ။ Sara a Sara a Sara i Sara i Sara u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  Sara e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  Sara o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  สระเอสระเอสระเอียสระเอียสระเอือสระเอือสระอัวสระอัวสระอําสระไอสระไอสระเอาน้าวได้จังทํามาพับยาบามั้สระอะสระอาสระอีสระอีสระอึสระอือสระอุสระอูสระเอสระเอสระเอกสระเอสระอกสระโอสระอกสระโอ sara e sara e sara ia sara ia sara u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 a sara am sara ai sara ai sara ao ဟုတ်ကဲ့ပါဒါပြအားလုံးကထိုင်းစာအခြေခံစစ်မှာအသုံးများတဲ့တရအဆက်နှလုံးကိုတင်ပြပေးတာဖြစ်ပါတယ်တရအကုန်လုံးကိုမတင်ပေးသေးတာကအကုန်လုံးရှုပ်ကုန်မှဆိုလိုပါနောက်လာမယ့်သင်ခန်းစာပွဲမှာထိုင်းပြည်၄၄လုံးမမှန်ကန်ကန်ရင်းနှီးကိုတင်ပြပေးမှာဖြစ်လို့စောင့်ကြည့်ကြဖို့တောင်းဆိုပါတယ်မင်္ဂလာပါ